အာနနာဖျားကိုဖူဖို့ထပ်ပြီးတော့သွားနေပါပြီလိုက်ကြည့်ပါအောင်နော်ရှာတူးသူကပူပဲမဲ့လေစောင်းလေလေးကအေးနေတော့တော်တော်အဆင်ပြေတယ်အာနနာဖျားရောက်ပါပြီဒီအာနနာဖျားမှာကိုထူးကြတာဒီအဝင်ရဲ့မုံဝမှာအင်ကြီးဆိုင်နဲ့အများကြီးရှိတယ်အစင်းဒီဇိုင်းကအရမ်းလာအိတ်တွေကအင်ကြီးတွေဟော ှင်သင်္ကန်းတွေကိုရင်တက်လို့ရအောင်ဆိုင်မှာထောင်းထားတယ်ပါဖះဆင်းတူတော်ကြီးအကြီးပဲဖះကတော့လာမှာနော်ပက ပြည့်ရှင်ကျန်စစ်သားမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့ဒီအာဏာဖရားကြီးဟာဆိုလို့ရှိရင်ဒီပကံဖရားကြီးအများကြီးရှိတဲ့အနက်မှာအလွန်တရာအချိုးစားကြနာပြီးလှပတင့်တယ်ပြီးတော့ဘောနော်ချီချူးဝယ်ကောင်းတဲ့လက်ရည်နဲ့အနုစိတ်စောက်ထားတဲ့ဖရားတစုဖြစ်တယ်လို့အဲသိရတယ်ဘောနော် အန္နာဖျားကြီးဟာပကံမျိုးတရပါတကားရဲ့အရှိဘနာလီမှာရှိပြီးတော့အနုမာအာနန္ဒာဆိုတဲ့အတိုင်းပဲပေါ့နော်ဖျားရဲ့ဒီစီဒီရဲ့လက်ရာ အတွင်းအပြင်တွေအကုန်လုံးကအနုစိတ်ကိုဒါတိချာကိုလှုပ်ထားတဲ့စောက်ထားတဲ့ဖျားဆိုပြီးတိထားရတယ်ပေါ့နော်ကျစတာမင်းကြီးကကကုတနာကောနာကမနာကတဖာကောရမဖျားရှင်လေးပါကိုရည်စူးပြီးတော့ဗောနော ဇီဒီကိုတည်ခဲ့တာလို့သိရတယ်။နောက်ထပ်ထူးခြားချက်တစ်ခုရှိသေးတယ်။အဲ့ရကြတော့ဖရားရဲ့ဒီတတိုင်းပပက်လေမှာအရန်စီဒီလေးကအာလမောင်စုစုပေါင်းတပေါင်းရှိတယ်။လာအနီးကပြမယ်။ဒီလိုစီဒီလေးတွေအရန်စီဒီလေးတွေအများကြီးအဲ့ဒါပပက်လေသူကအစုပေါင်းတပေါင်းရှိရတဲ့။နင်းနေနေပြင်လို့ဖရားကြီးရှေ့မှာအဲမုန်းလက်ဆောင်ရောင်းတယ်ဝယ်တောက်ကြည့်မယ်။ဟုတ်လား။ဟာ။အဲ့ဒီတော့ဖတ်ပြရမလား။ ဆိုမိုးလက်ဆောင်ထမြက်ကလေးနဲ့နန်ကတိဆိုရဲဒီဟိုကကောက်ငင်းလဲပါတယ်ကောင်းလိုက်တာနှစ်ခွတ်နှစ်ခွတ်ဒီအေးဝါပဲ။ဒါထညက်ထညက်အရသာဆက်ဆက်။ဖလော်လီကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဖလော်လီတွေလည်းထပ်ပြီးတော့ကြည့်ပေးပါဦး။